ဒီနေ့မှာတော့ဒံယာတွေကနေပြန်လဲတက်တာလာခဲ့ပြီး Retici ကိုပြန်လာခဲ့တဲ့ရှီဗန်ညာတရားဘလို့အကြောင်းကိစ္စတွေကသူ့ကိုစောင့်ချပြီးပြဿနာတွေနဲ့ရင်ဆိုင်ရအောင်မလဲဆိုတာကိုစိတ်ဝင်စားဖို့ကြိရှိရမယ်။ဝေပြုံမေရဲ့ကလက်စာအပိုင်း30ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားစုံကိုတင်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်တက်နိုင်မယ်ဖြစ်ပါတယ်။ တန်ရာတွေကနေပျောက်ကင်းသွားခဲ့ပြီဖြစ်တဲ့ရှိပြန်ညာလဲအရှင်ကိုရှခိုးပူဇော်ကအင်ကိုပြန်ဖို့ပြင်ဆင်နေခဲ့ချိန်မှာပဲဂါတာကာကရောက်ရှိလို့လာခဲ့ပြီးတိုက်ထိပ်ဝင်ပြကိုပေးခဲ့ကလမ်းမအန်ရဲ့တွေ့ရင်အကာအကွယ်ပေးနိုင်အောင်ပေးရခဲ့ပိုင်းရှိပြန်ညာလဲသူမရဲ့မိဘတွေအတွက်ဂလက်စားချေမှုပြန်လဲစတင်တော့မယ်လို့ပြောဆိုကျုံးဝါကထွက်လာခဲ့ပါတော့တယ်စီရှာလဲအခန်းထဲကိုပြန်လဲရောက်ရှိလို့လာခဲ့တဲ့အခါရီတက်ကတခန်းလုံးကိုရိုမန်တစ်ဆက်ဆံပြင်ဆင်ထားခဲ့တာကိုကြည့်ပြီးအံ့ဩနေခဲ့ပါတယ် စီရှာလဲတခုခုတော့လွင်နေခဲ့ပြီဆိုတာကိုရိတ်စားမိနေခဲ့ပေမဲ့ရီတက်ကတော့အခန်းတကားကိုပိတ်လိုက်ပြီပဲဖြစ်ပါတယ်။အဲဒီနောက်ရီတက်ကရှီဗန်ညာအဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာကိုအနာကိုကတ်ကဒီနေ့ကကုရုနှစ်ယောက်ရဲ့ညာပဲလို့ပြောဆိုခဲ့တာကြောင့်စီရှာလဲသဘောပေါက်သွားခဲ့ပြီးရီတက်ရဲ့ထီတွေ့မှာနင်းမျောနေမိခဲ့ရာကကိုကိုကိုသတိပေးခဲ့ပြီးရှီဗန်ညာအနေနဲ့ဟန်ဆောင်နေခဲ့တဲ့သူမကဒီလိုတွေမဖြစ်သင့်ဘူးလို့တွေးမိခဲ့ကရီတက်ကိုအယံမူးအောင်လုပ်ရမယ်လို့အကြံတွေထုတ်ပြီးအရက်တွေတိုက်နေခဲ့ပါတော့ အဲ့ဒီချိန်ရှီဗန်ညာကလည်းအိမ်ကိုရောက်ရှိလို့လာခဲ့တာကိုစိတ်အာရုံကနေသိရှိလိုက်ရတဲ့ဆီရှာကလည်းဝမ်းသာသွားခဲ့ပြီးအရန်နေငယ်မူဆပြူလာပြီးဖြစ်တဲ့ရီတက်အားမိဖို့ပေါ်မှာနွားနို့ကိုတဲထားလို့မီးသွားပိတ်ပြီးပြန်လာခဲ့ပါမယ်လို့ပြောဆိုကာအခန်းထဲကနေရှောင်ထွက်လာခဲ့ပါတယ်။အိမ်ထဲကနေရှီဗန်ညာရဲ့အသွင်းနဲ့ထွက်လာခဲ့တဲ့ဆီရှာကမွေးသွင်းကိုပြောင်းလိုက်တာကိုရီတက်တို့ရဲ့အိမ်မှာရောက်ရှိနေခဲ့တဲ့ရန်ယာကပြတင်းပေါက်ကနေမြင်းတို့ကြီးသွားခဲ့ပြီး စီရှာကရှီဖန်ညာအနေနဲ့ဟန်ဆောင်ထားတာကိုမသိပဲရှီဖန်ညာကမွေမလို့ထင်မြင်သွားခဲ့ပါတော့တယ်။ရန်ယာတယောက်တွေးမြင်သွားခဲ့တာကိုမသိလိုက်တဲ့စီရှာကတော့အင်ကိုရောက်ရှိလာခဲ့တဲ့ရှီဖန်ညာနဲ့တွားရောက်တွေ့ဆုံခဲ့ကဒန်ယာရီပျောက်ကင်းသွားပြီဖြစ်တဲ့ရှီဖန်ညာကိုဝမ်းသာစွာကြည့်ရင်းဖတ်ထားခဲ့ပါတော့တယ်။အဲဒီနောက်သူတို့နှစ်ယောက်လည်းနေရာချင်းပြန်လဲလိုက်က ရှီဖန်ညာကအင်ထဲကိုဝင်ရောက်သွားခဲ့သလိုစီရှာကလည်းထွက်သွားခဲ့ပါတော့တယ်။ ရန်ရလည်းသူတွေ့မြင်လာရတဲ့မွေးမရဲ့အကြောင်းကိုအိပ်ပျော်နေခဲ့တဲ့ခင်မုံဖြစ်သူရှိုင်လက်ကိုနှိုးပြီးအထိတ်တလန့်နဲ့လာရောက်ပြောပြခဲ့တဲ့အခါရှိုင်လက်ကပထမတော့မယုံကြည်ခဲ့ပေမဲ့တကယ်ကိုကြောက်လန့်ပြီးပြောဆိုနေခဲ့တဲ့ရန်ယာကိုချီကယုံကြည်သွားခဲ့ပြီးအဆိုပါအကြောင်းအရာကိုရိုက်ဂျာတို့ကိုပြောပြဖို့လင်မယားနှစ်ယောက်အခန်းထဲကနေထွက်သွားခဲ့ကြပါတယ်။တစ်ဖက်မှာလည်းအခန်းထဲကိုပြန်ရောက်လာခဲ့တဲ့ရှီဗန်ညာလည်း ။ကရင်ပေါ်မှာအရှက်မှုကအိတ်ချင်မှုတူဖြစ်နေတဲ့ retic ကိုတွှရှိခဲ့ရပြီးဘာတွေဖြစ်နေလဲဆိုတာကိုရှီပညာတရားထူးဆန်းသလိုဖြစ်နေခဲ့ပါစီရှာကလည်းအဆိုပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီးရှီဗန်ညာကိုမပြောပြခဲ့တာကြောင့်ရှီဗန်ညာဖိုးကတော့အရှက်မတောက်တတ်တဲ့ရီတစ်ကဘာလို့ဒီလိုမျိုးမူးအောင်တောက်ထားရလဲဆိုတာကိုအံ့ဩနေခဲ့ပါတယ် ဒါရီအားလုံးရဲ့လက်သေးကအန်ကက်ရှ်တို့မောင်နှမဖြစ်တယ်ဆိုတာကိုရှိပညာဖြင့်ဟန်ဆောင်ပြီးထွက်ခွာသွားခဲ့တယ်။စီရှာကလည်းမသိသလိုအခုမှအင်ကိုပြန်ရောက်လာခဲ့တဲ့ရှိပညာကလည်းအချောင်းရင်မှန်ကိုသိမနေခဲ့ပါဘူး။ဒါကြောင့်ပဲအခန်းထဲမှာရိုမန်တစ်ဆက်ဆံပြင်ဆင်တွေကိုထူးဆန်းစွာနဲ့ကြည့်နေတော့မှာပဲ။ရီတစ်ကထားလာပြီးရှိပညာကိုလက်ဖက်လိုက်တာကြောင့် ရှိပညာတရားအံ့ဩနေခဲ့ပါတယ်။အဲဒီနောက်ရီတစ်လည်းကပြားလေးထဲမှာသူ့ချစ်ကိုလက်ခံကြောင်းရေးသားထားခဲ့တာဟာရှိပညာရဲ့သဘောထားလို့ပတ်ယူပြီး သူတို့ရဲ့ဟက်ဆောင်လင်မယားတွေကနေတကယ်လင်မယားဖြစ်ကိုပြောင်းလဲဖို့ကြိုးစားလာခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာလည်းရီတစ်ကိုချစ်ပေမဲ့သူ့ရဲ့ဂလစားတွေကမပြည့်ပြတ်သေးတာကြောင့်အချစ်တွေကိုဒေါသဖြစ်ပြောင်းလဲလိုက်ပြီးရီတစ်ကိုတိုးထုတ်လိုက်ပါတော့တယ်ရီတစ်လည်းအခုပဲစီတမင်းအခုပဲထမင်းကျော်အမျိုးမျိုးဖြစ်နေခဲ့တဲ့ရှီဗန်ညာလို့ထင်မြင်သွားခဲ့ကကပြားတွေကရေးသားထားခဲ့တဲ့စာတွေကသူ့ကိုအယူလုထတာလားလို့မေးမြန်းခဲ့ပြီးဒေါသတွေလည်းထွက်သွားခဲ့ရကဒီနေ့ကစပြီးသူတို့နှစ်ယောက်ကမိတ်ဆွေစင်ထက်မကြော်ဘူးလို့ပြောဆိုခဲ့က အခန်းထဲကနေဒေါသနဲ့ထွက်သွားခဲ့ပါတော့တယ်။ဂျားတဲ့ကဖြစ်ပျက်တွေကိုအခုမှအိမ်ပြန်ရောက်လာခဲ့တဲ့ရှီဗန်ညာကဘာမှမသိခဲ့တာမို့ရှီဗန်ညာတရားရီတရဲ့ထင်လွဲမှုတွေအောက်ပါဝန်းနေပြီးကြံရစ်ခဲ့ရပါတော့တယ်။ရာအီဂျာနဲ့ယာမနီတို့လင်မယားရှီယာကိုရောက်ရှိလာခဲ့တဲ့ရှိုင်လက်တို့လင်မယားကသူတို့တွေ့မြင်ခဲ့ရတဲ့ဖြစ်ပျက်တွေကိုပြောပြခဲ့ပြီးရှီဗန်ညာကိုဝင်မလို့ဆွဆွဲခဲ့ကြကတရုတ်မှန်ကိုဖော်ထုတ်ဖို့ပြောဆိုခဲ့တဲ့ခါမှာတော့ယာမနီကအရင်တစ်ခါကဆွေးချိုးကိစ္စနဲ့ပတ်သက်ပြီးတော့လေ ရန်ယာရဲ့ချမ်ပေးမှုနဲ့နက်ဆီယာမာကြီးကိုခေါ်ကစစ်ဆီးခဲ့ကြပေမဲ့ရှီဗန်ညာကမွေးမမဟုတ်ဘူးလို့သာအပြေထွက်ခဲ့တာကြောင့်အခုတခါလဲရန်ယာရဲ့ဆွဆွေးမှုတွေပေါ်မှာဒေါသတွေထွက်ကသူတို့မိသားစုကိုသွေးမခွဲဖို့ပြောဆိုနေခဲ့ပါဒါပေမဲ့ရှိုင်းလက်ကသူတို့ပြောတာကိုတခါလောက်နားထောင်ပေးဖို့နဲ့သူတို့ဆွဆွဲတာကမဟုတ်ဘူးဆိုရင်ရိုင်ဂျာရဲ့စိတ်ချိုင်းအဖြစ်ပေးတာကိုလက်ခံပါမယ်လို့ပြောဆိုလာခဲ့တာကြောင့်ရိုင်ဂျာကလည်းအိမ်ပေါ်မှာရှိနေခဲ့တဲ့ရှီဗန်ညာကိုအောက်ထပ်ကိုဆင်းလာဖို့ခေါ်လိုက်ပါတော့တယ် အဲ့ဒီချိန်ရီတက်ကလည်းရှီဗန်ညာကိုစိတ်ဆိုးကာအိမ်ပေါ်ထက်ကနေဆင်းလာခဲ့တဲ့အချိန်လေးဖြစ်ပိုင်းရှီဗန်ညာလည်းရိုင်ဂျာတို့စီကိုရောက်ရှိလို့လာခဲ့တဲ့အခါရန်ယာကရှီဗန်ညာကမွေးမဖြစ်ကြောင်းစတင်ပြောဆိုခဲ့ပါတော့တယ်ဂျာမနီကလည်းရန်ယာတွေ့ခဲ့တဲ့ပုံစံကိုရှီဗန်ညာပြောပြခဲ့ပြီးမင်းရဲ့တယုံမှန်ကိုငါတို့တွေတည်ထားပြီးမင်းမတူလဲဆိုတာကိုအမှန်တိုင်းသာပြောပါလို့ပြောဆိုခဲ့ပေမယ့်ရှီဗန်ညာကတော့ဘာမှပြန်မပြောခဲ့ပါဘူးဒါကြောင့်ပဲရန်ယာက "तू ပြောနေတာတွေကအမှန်တွေဖြစ်လို့ ရှိပန်းညာကဘာမှပြန်မပြောနိုင်တာလို့သူ့ရဲ့မြင်တွေ့မှုကိုတတ်သိထူနေခဲ့တာကြောင့်ရီတက်ကရှိပန်းညာကသူ့ရဲ့မျိုးသမီးဖြစ်ပြီးဒီလိုမျိုးဆွဆွဲနေတာကိုလည်းလက်မခံနိုင်ကြောင်းရန်ယာပြင်သူ့ရဲ့မိဘတွေကိုပါပြန်လည်ပြောဆိုခဲ့တာကြောင့်ရန်ယာကမွေမရဲ့အယူလုံမှုကိုမခံဘဲရီတက်ကိုပြန်လည်ပြောဆိုခဲ့ပိုင်းဒါပေမဲ့ရီတက်ကတော့ခခါတီတီကိုငင်းဆန်နေခဲ့တာကြောင့်ရိုင်ဂျာကအခုတယောက်နဲ့တယောက်ငင်းနေလို့လေပိုပဲ ဆုံးဖြတ်ချက်ချဖို့ကတနည်းပဲရှိတော့တယ်လို့ပြောဆိုကာနက်ဆီယာမာကြီးကိုအင်ကိုလာရောက်ဖို့အကြောင်းကြားခဲ့ပါတော့တယ်။ရိုင်ဂျာတို့ရဲ့အင်ကိုနက်ဆီယာမာကြီးရောက်ရှိလာခဲ့ချိန်မှာတော့သူက ရှီဗန်ညာကအသွင်ပြောင်းမှုတကောင်ဟုံးဖုတ်ဆိုတာကိုနီလန်သုံးသွယ်နဲ့စမ်းသပ်ခဲ့ပါတယ်။ ်ပထမတနည်းကတော့ရိုင်ဂျာရဲ့လက်မှာဝှစ်ဆင်ထားခဲ့တဲ့အဆောင်လက်စုပ်ကိုချွတ်စေပြီးအဆိုပါဆောင်လက်စုပ်ကိုရှီဗန်ညာရဲ့လက်ထဲမှာထည့်ကာစုပ်ကိုင်ထားခိုင်းပါကရှီဗန်ညာကငွေမဖြစ်နေခဲ့မယ်ဆိုရင်ချက်ချင်းမီးလောင်ပြီးပြပြစ်သွားလိမ့်မယ်လို့ပြောပြခဲ့ကာရှီဗန်ညာအဆောင်လက်စုပ်ကိုကင်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ရှီဗန်ညာကတော့ဘာမှမဖြစ်ခဲ့ပါဘူး အဲဒီနောက်နဆီယာမာကြီးကသူ့ရဲ့ဒုတိယနီးကိုထပ်မံစတင်ကရှီဗန်ညာသူမရဲ့နီးကိုလာခိုင်းခဲ့ပြီးရှီဗန်ညာရဲ့ပပတ်လယ်မှာသူမစီရင်ထားတဲ့စနွေးမုံတွေနဲ့ရှီဗန်ညာရဲ့ပပတ်လယ်မှာစီးချသလိုပြုတ်လုခဲ့ပေမဲ့လည်းရှီဗန်ညာကဘာမှထူးခြားမလာခဲ့တာကြောင့်နဆီယာမာကြီးကတတိယစမ်းသတ်တဲ့နီးအဖြစ်သူနဲ့အတူလိုက်ပါလာခဲ့တဲ့သူတွေကိုပလူတွေကိုတီးမှုတ်ခိုင်းခဲ့ပါတော့တယ်။သူမအထင်က လူ ई တန်ကိုကြိုင်းရင်ရှိပညာကမွေဖြစ်ချက်ချင်းအသွင်ပြောင်းလဲသွားခဲ့ပြီဘလူ ई တန်နဲ့အတူလိုက်ကနေလိုက်မယ်လို့ထင်မြင်မိခဲ့ပေမဲ့ရှိပညာကမွေဖြစ်မပြောင်းသွားပဲမွေကနဲ့ကခုံပြသခဲ့ရမှာတော့နဆရာမကြီးလည်းရှိပညာကမွေမဖုတ်ပဲလူသားစစ်စစ်ဖြစ်ကြောင်းပြောဆိုခဲ့ပါတော့တယ်တကယ်တော့ရှိပညာကနဆရာမကြီးရဲ့စံသက်ချက်တွေကိုချုပ်ဖြတ်နိုင်ခဲ့ခြင်းဟာအရှင်သီဝဘုရားကျောင်းမှာမွေကြီးက သူရဲ့ဒံယာကစိတ်တွေကိုစုတ်ထုတ်ပေးခဲ့တဲ့အချိန်တုန်းကရှီဗန်ညာရဲ့မွေအစွမ်းတွေပါပါသွားခဲ့တာကြောင့်ယခုအချိန်မှာတော့ရှီဗန်ညာကလူသားတစ်ယောက်လိုဖြစ်နေခဲ့ပြီးနဆီယာမာကြီးရဲ့စမ်းသက်ချက်တွေကလည်းသူမရဲ့အပေါ်မှာမတက်ရောက်ခဲ့တာဖြစ်ပါတယ်။ရှီဗန်ညာရဲ့မွေအစွမ်းတွေပြန်လည်ရရှိမဲ့အချိန်ကဂျမက်ရှ်တမီနေည7:00နာရီမှာအရှိခရစ်နာက ကြွလာပြီးအရှင်ခရစ်နာကသာအစွမ်းတွေကိုပြန်ပေးနိုင်ကြောင်း အဆိုပါညမတိုင်မီအထိတော့လူသားတစ်ယောက်လိုပဲဖြစ်ပြီးမွေစွမ်းတွေမရှိကြောင်းရှီဗန်ညာကတာခါကပြောပြထားခဲ့တာကြောင့်ရှီဗန်ညာကနဆီယာမာကြီးရဲ့စမ်းသပ်ချက်တွေကိုကြော်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ရာအီကြလည်း သူတို့ရဲ့ချွေးမရှိပညာရဲ့အပေါ်မှာစွစွဲပြုတ်ဆူခဲ့တဲ့ရှိုင်းလက်တို့လင်းမယားကိုသူအိမ်ကနေထွက်သွားကြဖို့နဲ့ရှိုင်းလက်နဲ့အတူတူတွဲလုံနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းဆက်မလုပ်နိုင်တော့ကြောင်းပြောဆိုလာခဲ့တာကြောင့်ရိုင်ဂျာတို့ရဲ့အပေါ်မှာမိပြီးစီးပွားရေးလက်ပတ်နေရတဲ့ရှိုင်းလက်လည်းအခက်အခဲတွေဖြစ်သွားခဲ့ရပေမဲ့ရိုင်ဂျာကိုဂတိပေးထားတဲ့သူ့ရဲ့စကားတိုင်းဘာမှပြန်မပြောနိုင်ခဲ့ပါဘူးဒါတွေကိုဘေးကနေကြားနေခဲ့ရတဲ့ရှိပညာက ရှိုင်းလက်တို့သာစီးပွားပြက်ပြီးမျိုးကနေထွက်သွားခဲ့မယ်ဆိုရင်သူမရဲ့ဂလစားချေမှုကအခက်ခဲတွေဖြစ်သွားနိုင်တာကြောင့်ရှိုင်းလက်တို့သူမအပေါ်ဆွဆွဲပြောဆိုတာတွေအတွက်သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးခဲ့တဲ့အောင်ပြောဆိုခဲ့ပြီးရှိုင်းလက်တို့ရဲ့ပေါ်မှာလည်းအပြစ်မယူခဲ့ပဲတငယ်ချင်းတွေလိုအရှင်းလိုပဲစီးစီးလုံးလုံးပြန်နေကြဖို့ရိုင်ဂျာကိုပြောဆိုပေးခဲ့တဲ့အတွက်ရိုင်ဂျာကလည်းသူ့ရဲ့ချွေးမဖြစ်သူကသဘောထားကြီးပြီးရှိုင်းလက်တို့ရဲ့ပေါ်မှာခွင့်လွှတ်နားလည်ပေးမှုပေါ်မှာချီးကျူးခဲ့ပြီး ရှိုင်းလက်တို့ကိုဒီလိုမျိုးဆွဆွဲတာကနောက်ဆုံးချိန်ဖြစ်ပါစေလို့သတိပေးစကားကိုပြောဆိုကာသူ့အနေနဲ့လည်းခွင့်လွှတ်ပေးခဲ့ပါကိစ္စရီအလုံးပီစီလိုရှိပညာတရားအခန်းထဲကိုပြန်လည်ရောက်ရှိလာခဲ့တဲ့အခါမှာတော့ညာအရာဝင်တော့မဲ့ရီတရားအရင်လိုမျိုးပဲပြောဆိုဆက်ဆံမှုနဲ့ရှိုင်းလက်တို့ဆွဆွဲပြောဆိုမှုတွေကိုဒီမရဲ့ဘက်ကနေကောက်ွယ်ပြောဆိုပေးခဲ့တဲ့အတွက်ကြီးစုတင်ကြောင်းပြောဆိုခဲ့တဲ့အခါမှာတော့ရီတကသူ့ဘက်ကတာဝန်ရှိတာကြောင့်ဝင်ရောက်ပြောဆိုပေးခဲ့တာကလွယ်လို့ရှိပညာအနေနဲ့ကြီးစုတင်ဖို့မလိုအပ်ကြောင်း သူတို့နှစ်ယောက်ရဲ့ဂျာမာလဲဘာမှနှောင့်ဖွဲ့ထားတာမရှိပဲရှီဗန်ညာအနေနဲ့ကဒီအိမ်တော်ကြီးကနေလဲအချိန်မျိုးထွက်သွားလို့ရကြောင်းသွားစရာနေရာမရှိရင်လဲဒီအိမ်မှာပဲဆက်လက်နေထိုင်နိုင်ကြောင်းသူလဲသူဘွားသူရှောက်ပြီးရှီဗန်ညာအနေနဲ့ကလည်းကိုဘွားကိုရှောက်ပါသစိမ့်လွေလို့ပေါ်လို့ခက်ပြက်ပြက်ပြောဆိုလိုက်တာကြောင့်ရှီဗန်ညာတရားဝမ်းနေသွားခဲ့ရပါနောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော် စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်